အားလုံးပဲမင်္ဂလာပါကျွန်တော်မောင်တုခါပါဓပောင်းလပြည့်ညမှာ လုံတဲ့ရေဒီယာနှစ်ခုကိုကျွန်တော်တင်ပေးမှာဖြစ်ပါတယ်ဒီရေဒီယာကမိတ်ဆွေတို့အရန်အကျိုးရှိပါတယ်ခုနှစ်ရက်တာဝန်တိုင်းလှုပ်လို့ရတဲ့ရေဒီယာဖြစ်ပါတယ်ဒီရေဒီယာကနံပါတ်တက်ချက်ကိုယ့်ရဲ့အချစ်ရေးတွေအိမ်အောင်ရေးတွေအဆင်မပြေတဲ့သူတွေကိုယ့်ရဲ့ချစ်သူတွေကိုယ့်ရဲ့အိမ်အောင်ဘက်တွေအိမ်မော်ကဆင်းသွားတယ်အိမ်ကဖြတ်သွားတယ်ကိုယ့်ရဲ့စကားမနာထောင်ဘူးမနာခံဘူးတွားချင်တာတွားနေတယ်လှုပ်ချင်တာလှုပ်နေတဲ့သူတွေရှိတယ်ဆိုရင် နော်ပထမရေတရားတစ်ခုကိုကျွန်တော်ပြောတဲ့အတိုင်းလက်လုပ်ပါလုပ်ရမယ့်အချိန်ကသဘောင်းနှပြညမှာပြုလို့ရမှာဖြစ်ပါတယ်လာထွက်တဲ့ချိန်ရပါတယ်ခင်ဗျာစနစ်တော့မကျော်စေးနဲ့နော်ညစနစ်တော့မကျော်စေးနဲ့သဘောင်းနှပြညမှာပြုလို့ရမှာဖြစ်ပါတယ်ဒုတိယတစ်ချက်ကနော်စီးပွားလက်လက်ပတ်တွေနော်တက်ရအောင်လက်ဆွင့်ရအောင်ငွေတွေဝင်လာအောင်ငွေမြေအောင်ဆိုပြီးတော့ဒုတိယရေတရားကိုကျွန်တော်ပေးมาဖြစ်ပါတယ်ဒီရေတရားနှစ်ခုကိုလှုပ်ထားမယ်ဆိုရင်နော် အောင်မြင်လွယ်တယ်နော်ဒီတပေါင်းလာပြေးမှာပြုလို့ရမှာဖြစ်ပါတယ်ဒီရေရံဖြစ်အောင်လုပ်ပေးပါမိတ်ဆွေတို့အတွက်အကျိုးရှိစေမယ့်ရေရံဖြစ်နေလို့ပါရေရံကလည်းအရန်ကြီးလည်းမခတ်ဘူးပြီးတော့လည်းငွေကုန်ကျရှိရလည်းမများပါဘူးခင်ဗျာဒီရေရံဖြစ်အောင်လုပ်ပေးပါမိတ်ဆွေတို့အတွက်ကျွန်တော်ညဝေပေးမှာဖြစ်ပါတယ်ပထမရေရံကအချစ်ရေးအစင်မပြေတဲ့သူတွေအိမ်အောင်ရေးကြောင့်စိတ်ညစ်ရတဲ့သူတွေနော်အစင်ပြေတဲ့သူတွေလှုပ်လို့ရတယ်ခင်ဗျာ ဟိုအဆင်မပြေတဲ့သူတွေပို့ပြီးတော့လှုပ်စေခြင်းနဲ့ကိုကအဆင်ပြေနေဆိုရင်လှုပ်မယ်ဆိုရင်ရတယ်ဒီထက်ဒီထက်အဆင်ပြေသွားဖို့ပဲရှိတယ်ပြီးတော့ရေတရာတွေအဆင်တွေကလည်းနော်ကိုကတေချာနားမလဲပဲနဲ့လှုပ်မိမယ်ဆိုရင် လာခိုက်တာတွေရှိတယ်ကိုကမခိုက်လို့ဆိုရင်မိသားစုတွေကိုခိုက်တာမျိုးတွေဖြစ်တတ်ပါပဲအခုကျွန်တော်ပြမယ့်ရေတရာတွေကလည်းတော့ခိုက်ခြင်းပြုခြင်းမရှိဘူးထိခိုက်မှုမရှိတဲ့အတွက်ကြောင့်မို့ကျွန်တော်ပြရခြင်းဖြစ်တယ်နော်ရေတရာအတိုင်းကလည်း အာအဆင်ပြေနေတာမဟုတ်ဘူးတချို့လုံပတိခံမသိရင်လာပြောခိုက်တာတွေညံ့တာတွေဖြစ်တတ်တဲ့အတွက်ကြောင့်မဟုတ်ကဲအခုကျွန်တော်ပြိမဲ့ရေတရားကိုတော့ဒါရေုံကြီးနဲ့လိုက်လို့ပါအဓိကကအိမ်တော်ရေးအဆင်မပြေတဲ့သူတွေအချစ်ရေးအဆင်မပြေတဲ့သူတွေကိုယ့်ရဲ့အချစ်ရေးမှာကိုယ့်ရဲ့ချစ်တူကနော်ကိုယ်နဲ့အာတိုင်းနာတစ်ခုတည်းရောက်သွားပြီပေါ့နော်ဒါမဲ့တာဝန်မယူဘဲနဲ့ရှောင်နေတာတွေနော်တာဝန်ယူမှုမရှိဘူးတာဝန်ခံမှုမရှိတဲ့သူတွေဆိုရင်နော်အဓိကမျိုးသမီးတွေပေါ့နော်အပြန်ခေါ်ခြင်းနဲ့လာပြီးတော့တာဝန်ယူခိုင်းခြင်းနဲ့ဆိုရင်အခုကျွန်တော်ပြောမယ် ခြေရောင်လှုပ်လိုက်ပါအိမ်အောင်သေးတွေနေနဲ့ကလည်းကိုယ့်ရဲ့အိမ်အောင်ဘက်ကိုထားခဲ့တယ်ထွက်သွားတယ်တခြားမှာပျော်နေတယ်ဟိုမှာမရင်ငယ်နေငယ်နေနေတယ်ဒါမှမဟုတ်ရင်အိမ်ကိုမကတ်ဘူးကိုယ့်အရင်လုံးမချစ်တော့ဘူးအချစ်တွေပေါ့သွားတယ်နော်ဒီလိုလူတွေလည်းလှုပ်လို့ရပါတယ်ဒီထက်ချစ်စီခြင်းနဲ့ဆိုရင်လည်းလှုပ်လို့ရပါတယ်ခင်ဗျာကဲရေတရာကကျွန်တော်ကပေးစီနေပြီပေါ့နော်ဒါဆိုရင်ကျွန်တော်ရေတရာလေးကိုပေးမယ်ရေတရာကရက်လွယ်ကူပါတယ်ခင်ဗျာမိတ်ဆွေတို့ကလိုအပ်မဲ့ပစ္စည်းကဖလားတစ်ခုပဲလိုပါတယ်ဖလားတစ်ခုမှကျွန်တော်ရေပြည့်အောင်ထည့်မယ် နော်ဖလားဆိုတာဘာဖလားလဲမမေ့နဲ့အဆင်ပြေတယ်တက်နှစ်တက်ရဖလားနော်ဖလားအဆင်မပြေဘူးဆိုလည်းမိတ်ဆွေတို့သမင်းစားတဲ့ပကန်းလေးစလုံးလေးအကုန်ရပါတယ်ခင်ဗျာတန့်နေရမှာပေါ့နော်အိမ်နာလေးဟာရောမလုံနဲ့ပေါ့တီလားဟုတ်ပြီအခုကျွန်တော်ဖလားနဲ့ပဲပြောလိုက်ပြောလိုက်တော့မယ်ပေါ့နော်အမဖလားထဲမှာကျွန်တော်ရေလေးထည့်မယ်ရေကအပြည့်ထည့်မယ်အဲ့လိုရေပြည့်ထည့်ပြီးမိတ်ဆွေတို့ရဲ့နော်အိမ်ဒါမှမဟုတ်အခန်းအပြင်ကိုထွက်ပါလာတာတဲ့နေရာကိုသွားပါအိမ်ထဲမှာတော့ဒီအရှင်ကိုဒီကြေရအောင်လုံးဝလုံးဝလုံးလို့မရပါဘူး လနဲ့ကျွန်တော်တက်ရိုက်တက်စင်လုပ်ရမှာဖြစ်ပါတယ်เนาะဟုတ်ပြီမိတ်ဆွေတို့ကရေထိတ်တာလက်မသားကိုယူရမယ်လတာနဲ့ညမှာเนาะဖလားကိုအစင်ပြေရနေရမှာချเนาะအိမ်နာဘေးဒီမှာတော့သွားမလုံနဲ့ပေါ့เนาะတခြားနေရာတွေမှာတန်တဲ့နေရာမှာတက်လို့ပါเนาะရပါတယ်အစင်ပြေနေရာမှာဖလားကိုချလမ်းမှာပဲချဘာမှမချအစင်ပြေနေရာလုပ်လို့ရတယ်เนาะဒီဖလားကိုချလိုက်ပြီးတာနဲ့เนาะဖလားထဲမှာလတာနေတာကိုလှမ်းကြည့်ပါเนาะလကိုမြင်ရအောင်ကြည့်ပေါ့เนาะဟိုမှာလလေးကရိတ်ရိတ်နေနေရမယ်အဲ့လိုမြင်တဲ့လကိုမိတ်ဆွေတို့ကတစ်ချက်လောက်လေးမျက်လုံးမိတ်လိုက်ပါ အာယုံပြုတ်လိုက်ပါ။ဥမာကိုယ့်ရဲ့ချစ်တူကိုဒါမှမဟုတ်ကိုယ့်ရဲ့အိမ်အောင်ဘက်ကိုအာယုံပြုတ်လိုက်ပါ။အာယုံပြုတ်ပြီးတော့သူ့ကိုကဆုံးမစကားလေးတွေပြောရမယ်။ဘယ်လိုဆုံးမရမလဲချစ်ရကျန်ပန်မေးရပါတော့။ဥမာကိုယ့်ရဲ့ချစ်တူကိုယ့်ရဲ့အိမ်အောင်ဘက်ကဲထားလိုက်တော့ကဲမောင်တုခရေနော်ငါ့ကိုဒီအရင်လိုပြန်ချစ်။တော့အရင်လိုမျိုးငါ့ကိုကျင်နာနဲ့ပြန်ဆက်ဆံပါငါ့ကိုမထားခဲနဲ့နေမရှိပဲငါမနေနိုင်ဘူး။အဲ့လိုမျိုးပေါ့ကိုယ့်ရင်ထဲမှာရှိတဲ့စကားတွေကိုပြောရမှာဖြစ်ပါတယ်။ကျွန်တော်ကကြောက်နေမယ်ကျွန်တော်ဟို ဥပမာပေးတာနော်ဒါကျွန်တော်ပြောတာနဲ့ line မပြောနေနဲ့ကိုယ့်ရဲ့ချစ်သူနာမည်ကိုကိုခေါ်ရမှာဖြစ်ပါတယ်ကဲမောင်တုခါလေးနော်ငါ့ကိုအရင်လိုပြန်ချစ်အရင်လိုမဆိုးနဲ့တော့ငါစီကိုပြန်လာပါနေမရှိပဲငါမနေနိုင်ဘူးဒါနင်းကိုငါချစ်တယ်လို့ငါ့ကိုလည်းနေပြန်ချစ်ပါကဲနင်းကြိုက်တတ်တဲ့အစားအစာလေးတွေငါချက်ပြုတ်တာမယ်ငါစီကိုပြန်လာပါမိတ်ဆွေတို့ယင်ထဲမှာဘာရှိလဲပေါ့ဗျာပြောနော်ရတယ်ကိုပြောတဲ့စကားကိုသူတို့ကနားခံလာမှာဖြစ်ပါတယ်ဟိုမှာ तू ကထွက်သွားတယ်ဆိုရင်လေကိုစီကိုပြန်ရအောင်ကိုဆုတောင်းပါ ို့တာဝန်မယူဆောင်ပြီးနေဆိုရယ်တာဝန်လာယူအောင်ကိုကသူ့ကိုဆုံးမပါအဓိကသိထားရမှာကမိတ်ဆွေရဲ့စိတ်ကိုငြိမ်အောင်ထားရမှာဖြစ်ပါတယ်စိတ်တွေကကြောက်ကြရက်နဲ့ပေါ့နော်တောင်မြင်မြောက်မြင်တော့အဆင်မပြေဘူးဒါကြောင့်တစ်ချက်လေးအာရုံနဲ့ပြုတ်လိုက်ပါကိုယ့်ရဲ့စိတ်ကိုညှို့လိုက်ပြီးတော့အဲ့ဒီရေဖလားထဲမှာသူ့ရဲ့မျက်နှာအောင်မြင်အောင်ကြည့်ပါမြင်ပြီးဆိုတာနဲ့ကိုပြောချင်တဲ့စကားကိုလလဲဇက်ပြောပါခဏကကျွန်တော်နာမည်ကျွန်တော်နိုင်ပြီးပြောလိုက်တယ်ဆိုတာကလေဥပမာပေးတာကျွန်တော်ပြောတဲ့အတိုင်းလိုက်မပြောနဲ့ပေါ့နော်မိတ်ဆွေရင်ထဲမှာစီးတဲ့စကားကဒါမိတ်ဆွေတို့တိလိုက်မယ် ဒါကနံပါတ်1တစ်ချက်နော်အချီရေးလေးရတယ်အိမ်အောင်ရေးလေးရတယ်နော်အဲ့ဒါလေးလောက်ပြီးသွားရင်ဒုတိယတစ်ချက်ပေါ့နော်ကဲအချီရေးအိမ်အောင်ရေးတွက်တော့ဒီရေတရားပါပဲခင်ဗျာမိတ်ဆွေတို့နားလည်လားမသိဘူးနော်ကျွန်တော်မိတ်ဆွေတို့နားလည်လွယ်အောင်နော်ဒါအသေးစိတ်လေးတော့ရှင်းပြတယ်တကယ်နားမလည်ဘူးဆိုရင်လည်းကြောက် comment မှာတစ်ချက်လောက်လေးမှတ်လာခဲ့ပေးပါကျွန်တော်ပြန်ဖြေပေးမှာဖြစ်ပါတယ်ဒါကအိမ်အောင်ရေးအချီရေးအစဉ်ပြေစေမယ်ရေတရားဖြစ်ပါတယ်ဒုတိယရေတရားကကျွန်တော်တို့ငွေမြဲလက်စွင့်နော်လက်တွေပွေစေမယ်ရေတရားဖြစ်ပါတယ် ကိုကြံ့ကြာနေတဲ့ငွေတွေကိုရစားစီတဲ့ငွေတွေကိုမျောလင်းနေတဲ့ငွေတွေနော်မထင်မှတ်တာပဲငွေဝင်လာခြင်းနဲ့ဒီတစ်နှစ်ပတ်လုံးလက်လက်ပတ်တွေဆွင့်ခြင်းနဲ့ငွေတွေတစ်ဆက်ဆက်ဝင်လာခြင်းနဲ့ဆိုရင်တော့ဒီတပေါင်းလားပြည့်မှာပြုလို့ရမှာဖြစ်ပါတယ်ဒီရေရံကညပိုင်းလုတ်စရာမလို့မိတ်ဆွေတို့အဆင်ပြေတဲ့အချိန်တော့ပါလုတ်ရမှာကလည်းအရန်လွယ်ပါတယ်မိတ်ဆွေတို့ဈေးမှာစပလင်လေးတော့ဝယ်လိုက်ပါနော်စပလင်အပြင်လေးအဲ၃ပင်လောက်ပြည့်ဝယ်ပါဝယ်ပြီးမိတ်ဆွေတို့စိုက်လိုက်ပါ သူတွေကပြောကြတယ်ဒါကျွန်တော်ကျမတို့ကနိုင်ငံသားမှာဘလို့မှအဆင်ပြေဆိုက်လို့မရအောင်မိတ်ဆွေတို့နည်းနည်းလေးအုံနောက်ကိုလွှာသုံးပါရပါတယ်ခင်ဗျာကိုကအဲ့လိုမျိုးကို့မှာမြေတိတမ်းမရှိဘူးအခန်းထဲမှာငှားပြီးနေနေရတယ်ဆိုရင်မိတ်ဆွေတို့ကနော်ပန်းအိုးပုံစံမျိုးလေးပေါ်ဝယ်လိုက်ပါပြီးရင်မြေကြီးတွေထည့်အေးမှာဆိုက်လို့လည်းရပါတယ်ပုံမှန်ကို့ရဲ့အခန်းမှာလည်းကို့ဆိုက်ထားလို့ရတယ်လို့အပြင်မှာဆိုက်ထားခြင်းလည်းရပါတယ်နော်ကိုကိုတိုင်ဆိုက်လိုက်ပါဒီအပြင်ကိုစင်တန်အောင်လေးဆိုက်လိုက်ပါ ဒီစပလင်တွေကဆင်တက်နေတဲ့ပြည်ကမိတ်ဆွေလက်လံပတ်တွေငွေကြေးတွေအဆင်ပြေလာမှာဖြစ်တယ်။ငွေတွေမထင်မှတ်ထားပဲဝင်လာမှာဖြစ်ပါတယ်။ကျွန်တော်ကပြောရတဲ့နေရာကလည်းအရင်ကြီးမခက်ခဲဘူး။ငွေလည်းအများကြီးမကုန်ဘူး။မိတ်ဆွေတို့ယုံကြည်ယုံကြည်တဲ့လောက်လေးအဆင်ပြေမှာဖြစ်တယ်။မယုံကြည်တဲ့သူတွေကတော့လည်းကြော်တော့ပါခင်ဗျာ။ယုံကြည်တဲ့သူတွေဒီတပေါင်းလားပြေမှာဖြစ်အောင်လုပ်ပြပါခင်ဗျာ။အိမ်တော်ရေးတွေအခြေရေးတွေဆင်ပြေသလိုငွေကြေးလက်လံပတ်တွေကလည်းဆွင်လာမှာဖြစ်ပါတယ်။ ျုပ်မိတ်ဆွေတွေကျုပ်ရဲ့ရေဒီယိုကိုလိုက်လောက်ကြမယ်လို့ကျွန်တော်မျှော်လင့်ပါတယ်ပြီးတော့လေကျွန်တော်အကူအညီလေးတစ်ခုတောင်းချင်ပါတယ်အကူအညီကတခြားမဟုတ်ပါဘူးကိုယ့်လိုမျိုးပဲပေါ့နော်လက်ဆွေရအောင်အချီတွေအိမ်တော်ကြီးတွေအစင်ပြေရအောင်နော်ဒီဗီဒီယိုမြင်တာနဲ့ဝေမျှခြင်းရှယ်ခြင်းပြီးကုလိုယူလိုက်ပါလို့ကျွန်တော်အကြံပြုချင်ပါတယ်ကျွန်တော်တို့တွေကအချစ်အိမ်တော်ကြီးနဲ့ပတ်သက်လာမယ်ငွေကြေးနဲ့ပတ်သက်လာပြီဆိုရင်ကိုကိုတိုင်ခံစားဘူးမှပဲဒါကိုချင်းစာကြတယ်။နောက်ကိုကိုတိုင်မခံစားဘူးဆိုရင် ဒါတိတ်ပြီးတော့တတိမထားမိကြဘူးပေါ့နော်ဒါကြောင့်နောက်ကိုလိုမျိုးပဲအခက်ခဲရှင်တူလေးဘယ်တော့အပူပင်တော့ကများနေလိမ့်မယ်အခုကျွန်တော်ပြောမယ့်ရည်ရည်အောင်ကိုမိတ်ဆွေတို့ကရှယ်လိုက်ခြင်းအပြင်သူတို့ကမြင်တွေ့တော့ရတယ်ကျွန်တော်ပြောလိုက်လှုပ်လိုက်လို့သူတို့အောင်မြင်သွားတယ်ဆိုရင်နော်ကျွန်တော်တို့မျိုးပဲဘီယိုတကူကလှုပ်ပြီးတော့ကုတို unit ဆရာမလို့ဘူးမိတ်ဆွေတို့ကရှယ်လေးတစ်ချက်ပြင်ကုတို့တန်းရတော့မှာဖြစ်ပါတယ်ကျွန်တော်ထပ်တူရမှာပေါ့ဒါမှပဲနောက်ဘက်မှာဒါရည်ဆက်တွေပဋ္ဌာန်းတွေစုံမှာဖြစ်ပါနော်ဟုတ်ပြီကဲတကယ်ပြောတာပါကျွန်မိတ်ဆွေတွေနော် ကောင်းတော့နမိတ်ကောင်းတော့တဲ့ကောင်းတော့ငွေချင်းနဲ့ပြည့်စုံပြီးပျော်စွင်တော့မိသားစုဝတွေပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာနောက်နေ့မှပြန်လဲဆုံတွေ့ကြပါမယ်